ီးစစ်များအားလုံးမင်္ဂလာပါတိန်သေး channel မှာကိုသိန်းဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ရှမ်းပြည်နယ်ခီးစဉ်တဲကဖြစ်မနေတွားရောက်တဲ့နေရာလေးတစ်ခုအကြောင်းကိုဝေမျှပေးခြင်းပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ခီးစဉ်ကိုရှမ်းပြည်နယ်တောင်ပိုင်းရဲ့အေးချမ်းတဲ့မြို့သမီးဖြစ်တဲ့အောင်ပန်းမြို့ကလေစတင်မှာဖြစ်ပါတယ်ခင်ဗျာ တော်တို့အောင်ပန်းရောက်ပြီဆိုတာနဲ့ထင်းကျူးနဲ့သင်းနေလေးရဲ့မနက်ခင်းယူနေတွေရဲ့ကကျွန်တော်တို့ကိုအင်းဆုံးစီးကြုံနေလေးရှိပါတယ်။ဒီနေ့ကျွန်တော်ခေါ်သွားခြင်းတဲ့နေရာကတော့ကလောင်းသီးအနီးမှာရှိတဲ့သဘာဝအလားတရားတွေရော ရှီအောင်သမိုင်းဝင်လက်ရာတွေပါစူးဝေးနေတဲ့ယင်မတိသဘာဝလှန်ကူဖျားစီကိုပဲဖြစ်ပါတယ်ခင်ဗျာ။မင်းဆောဆောအောင်မင်းတို့ရဲ့အေးတက်ကတော်တော်လေးသိင်းပါတယ်ခင်ဗျာ။ မနေ့စာကိုအောင်မန်းမြို့မှာရှိတဲ့ဆွဲဆိုင်ဒီဇိုင်းမှာပူပူနွေးနွေးစားပြီးတာနဲ့ကျွန်တော်တို့ခီးစက်တင်ပါမယ်။အောင်မန်းကနေကလောဘက်ကိုထွက်တဲ့လမ်းမကြီးအတိုင်းမောင်းနေလာခဲ့မယ်ဆိုရင်လမ်းဘေးဝဲရာမှာစိုက်ခင်းတွေထင်းရှူးပင်နန်းတွေနဲ့ရှုခင်းကအရင်လှပါတယ်ခင်ဗျာ။ကလောမျိုးတိုးကိတ်မရောက်ခင်ပင်လောင်းလမ်းဘက်ကနေ မြင်းပရိရွာဘက်ကိုသွားပါမယ်ခင်ဗျာအောင်ဘန်းကနေဆိုရင်တော့ဆိုင်ငယ်နဲ့သွားရင်45မိနစ်လောက်ပဲမောင်းရပါတယ်ကားနဲ့ဆိုရင်တော့မိနစ်30ဝန်းကျင်လောက်ပဲကြာပါတယ်ခင်ဗျာ မိမိရွာကိုရောက်တာနဲ့ရွာရဲ့အေးချမ်းတဲ့အမွေအသက်ကိုခံစားရမှာပါဒီဒေသမှာဆိုရင် တိုင်းသာဒနုပိုးအိုးလိုအများဆုံးနေထိုင်ကြပြီးစိုက်ပျိုးရေးကိုအဓိကထားလုပ်ကံကြပါတယ်ရွာလမ်းမတစ်ချောက်မှာ ရာသီပေါ်သီးနှံခင်းတွေကိုလည်းတွေ့ရတာကလည်းမျက်စိပသာရဖြစ်စေပါတယ် ရင်မီးရွာရဲ့စိုက်မောဟာဆိုရင်လဲကျွန်တော်တို့ဒနုတိုင်းသာမောင်းမဲမြားရဲ့ရုပ်ပုံများနဲ့အတူကောင်းကင်တို့ပြန်ဝဲမြင့်တက်နေမဲ့ကြီးပြင်ယုတ်ကြီးကိုလဲပုံဖော်ထားတာကိုလဲတွေးရှိရမှာဖြစ်ပါတယ် ျွန်တော်တို့ယခုဆိုရင်ရင်းမတိသဘောအလန့်ကြီးရဲ့ဘောဥဥကိုရောက်ရှိလာပြီဖြစ်ပါတယ်ခင်ဗျာ ဖျားဝင်တဲ့ကိုဝင်လိုက်တာနဲ့ကြီးမားခန်းထားတဲ့မုတ်ဦးကြီးကို တွေ့ရပါမယ်။ဖျားဘူးကားတွေဒေဒါကန်ဈေးတဲ့လေးတွေနဲ့စီကားနေတတ်ကြပါတယ်။မြင်းမတိလှန်ကူဟာသဘောအတိုင်းဖြစ်ပေါ်နေတဲ့ထုံးကြောက်ကူအမျိုးအစားဖြစ်ပြီးဂူထဲမှာတော့မီးအောင်ဆောင်လေးတွေထွန်းကြီးပူဇော်ထားလို့လမ်းလျှောက်ရတာအဆင်ပြေပါတယ်ခင်ဗျာ။ဂူအခြေကတော့ 1028ပေလောက်ရှိပြီးတဖဲပေါက်လှိုင်းကူအမျိုးအစားဖြစ်ပါတယ်။လူတွေကိုစောင့်ဝင်လိုက်တာနဲ့အပြင်ကအပူချိန်နဲ့မတူဘဲအေးစိမ့်တဲ့ခံစားမှုတွေကိုရလိုက်ပါတယ်ခင်ဗျာ။ တွင်းပိုင်းမှာဆိုရင်တော့နေပေါင်းများစွာကြောင်မြင့်မှာဖြစ်ပေါ်လာတဲ့ကြောက်ဆက်ပန်းဆွဲတွေနဲ့ကြောက်ဆက်မိုးမျော်တွေကိုအမကန်းစွာတွေ့ရှိရမှာဖြစ်ပါတယ်။တချို့နေရာတွေမှာတော့ကြောက်တာတွေကပုံသဏ္ဍာန်အမျိုးမျိုးဖြစ်နေကြပြီး မီးအောင်လေးတွေထိုးထားတဲ့အခါရွှေရောင်ဝင်လက်နေသလိုလှပနေပါတယ်။ ဒီဂူရဲ့ထူးခြားချက်ကတော့သဘောဝအလားတရားတင်မကပဲရှေးဟောင်းလက်ရဖျားဆင်းသူတော်များစွာကိုဖူးညော့နိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ မြင်းမတိလှန်ကူဟာဆိုရင် အနော်ထာမင်းလက်ထက်ကလေးကတီထားခဲ့တယ်လို့ယုံကြည်ရပြီးပကံခေအင်းဝခေညောင်ရခေလေးရတွေကို တနေရာထဲမှာ လေးလာနိုင်ပါတယ်ဂူထဲမှာလမ်းလျှောက်နေရင်ဖျားရိပ်တရားရိပ်ကြောင့်စိတ်ထဲမှာငြိမ်းချမ်းမှုတစ်ခုကို အလိုလိုခံစားရပါတယ်တိတ်ဆိတ်ငြိမ်တက်နေပြီး ရံပန်းရံကကြောက်ဆက်ရေကြတန်လေးတူကိုပါကြားရတာကတကယ်ကိုတရားမှတ်ခြင်းစရာကောင်းတဲ့နေရာပါပဲ။ ူထဲမှာလမ်းလျှောက်ရင်းတချို့နေရာတွေကကျင်းပြီးတချို့နေရာတွေကကျဲဝင်းပါတယ်ဂူအဆုံးမှာတော့တဖဲပွင့်ဂူပေါ့ဝါကိုရောက်ရှိมาဖြစ်ပြီးအဲ့ဒီကနေပြန်ထွက်လို့ရသလိုဝင်ခဲ့တဲ့လမ်းအတိုင်းပြန်လဲထွက်လို့လည်းရပါတယ်ခင်ဗျာကြကြအနေနဲ့ဂူထဲမှာ နိုးထွက်ကြောက်လို့ခေါ်တဲ့ကြောက်ဆက်ကနေရေဆက်လက်ကျနေတာကိုလက်နဲ့ခံယူပြီးတောက်သုံးလင်းကျန်ကြတဲ့အလေးထားလည်းရှိပါတယ်။စေဘက်ဝင်တယ်လို့ဒေသခံတွေကယုံကြည်ကြပါတယ်ခင်ဗျ။ မိုင်းပုံတင်အရနင်းမတိဆိုတဲ့နာမည်ကဘယ်ကလာတယ်လဲဆိုတော့ရှေးရာဇဝင်တွေအရအနော်ထာမင်းစောဟာတရုတ်စီကနေဆွေတော်ပင်းဆောင်ပြီးအပြန်ဒီနေရာမှာစကန်းချခဲ့ပါတယ်အဲ့ဒီအချိန်မှာပါလာတဲ့နင်းတွေကဒီဂူတဲကိုဝင်သွားကြပြီးပြန်မထွက်လာတော့ပဲပြုံးသွားကြတဲ့ဒါကြောင့်နင်းမထွက်ဂူဟုခေါ်ရာကနေကာလ ရွေးလျားပြီးမြင်းမထီလို့အမိတွင်လာတယ်လို့ဆိုကြပါတယ်နောက်ထပ်တယောစမတ်တစ်ခုကတော့ဒီကူဟာပကံခစ်ကစစ်တီတော်တွေခိုးလုံခဲမှုတဲ့နေရာတစ်ခုဖြစ်သလိုဂျပန်ခစ်တုံးကလည်းစစ်ပေးကြောင်တကန်စကန်တစ်ခုဖြစ်ခဲ့ပါတဲ့ ဘလော့ဂါတယောက်အနေနဲ့ဓာတ်ပုံလှလှလေးတွေရဖို့အတွက်ဒီနေရာတွေကို recommend ပေးခြင်းပါတယ်ခင်ဗျာဂူအုံဝကကြီးကျယ်ကျယ်ပြန့်ပြီးနောက်ခံကြောက်သားနေရန်တွေနဲ့ဆိုတော့ပေါ်ထွက်ရိုက်လို့အရန်ကောင်းပါတယ်မီးအောင်စုံလေးတွေနဲ့အလှဆင်တာနဲ့ကြောက်ဆက်ပန်းဆွဲတွေနားမှာအလင်းမောင်ချိန်ပြီးရရင်အရန်မိုက်ပါတယ်

ဘာတွေဝယ်ရမလဲဆိုရင်တော့ဒေသအတွက်လက်ဖက်ချောက်ထော့ပတ်သီးဝိုင်းယူစုံနဲ့တိုင်းသားရိုးရအထည်တွေလည်းရပါတယ်ဒီရောက်ရင်မဖြစ်မနေရည်စမ်းကြည့်ကျင်တာကတော့ဒေသအတွက်ဟင်းထုံးနဲ့တူမှုတွေပါအေးအေးဆေးဆေးထိုင်နိုင်ခွန်အားဖြည့်ဖို့အကောင်းဆုံးပါပဲ။ ယူရလက်ဝိယနာဖန်ဆင်များကိုလည်းရောင်းချပေးနေတာကိုတွေ့ရှိရပါတယ်ခင်ဗျာ။ အောင်မန်းမြင်းမတိခီးစဉ်ကိုသွားရောက်လက်ပတ်မဲ့မိစွေတို့အတွက်ကျွန်တော်အကြံပြုချင်တာလေးကတော့မနေ့ပိုင်း9နာရီဝန်းကျင်လောက်ရောက်ရင်အကောင်းဆုံးပါပဲခင်ဗျာလူအရင်မချုပ်သလိုနေအောင်ကြီးကလည်းကောင်းကောင်းရလို့ဓာတ်ပုံရိုက်လို့လှပါတယ်ဖျားဘူးခီးစဉ်ဖြစ်တဲ့အတွက်လုံခြုံတဲ့ဝစားစင်မှုကိုပူဇာပေးစေချင်ပါတယ်တတိယရန်နေတဲ့တော့ ဂူတွင်းကကြောက်ဆက်ပန်းဆွဲတွေကိုလက်နဲ့စမ်းသက်ကင်တွေဒါမျိုးချိုးပဲ့တာမျိုးလုံးဝလုံးဝမလုပ်ကြပါနဲ့နော်။တဘာဝအဝင်ရေအနစ်ကိုထိန်းသိမ်းကြပါစို့။နောက်ဆုံးအနေနဲ့အောင်မန်းမျိုးကနေ ရင်မတိခုဘေးအားသို့သွားတဲ့ခီးစဉ်ဟာတောတောင်သဘောဝအလားကို ခံစားရင်းတမိုင်းဝင်နေရာတစ်ခုကိုလေးလာခွင့်ရမယ်အဖိုးလံခီးတစ်ခုပါသူငယ်ချင်းတွေပဲနေပဲဖြစ်ဖြစ်မိသားစုနေပဲဖြစ်ဖြစ်သွားရောက်လည်ပတ်ဖို့တကယ့်ကိုတင့်တော်ပါလေသဘောဝတရားရဲ့အမှုစညာလေးရာတွေရှေးဟောင်းတမိုင်းဝင်အငွေအသက်တွေနဲ့ရှမ်းပြည်ရဲ့အင်းမြမှုကိုကြိုင်နေတဲ့ ခံစားချင်တယ်ဆိုရင်တော့ဒီခီးစဉ်ကိုလက်မလွတ်လိုက်ပါလက်မလွတ်သင့်ပါဘူးခင်ဗျာအဲ့ဒါကြောင့်ဒီခီးစဉ်လေးကိုစေတာလိုက်တော့ပါခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်ဗီဒီယိုကနေမိတ်ဆွေတို့အနေနဲ့အကျိုးတစ်စုံတရာရရှိသွားလိမ့်မယ်လို့ညွှန်လင့်ပါတယ်မိတ်ဆွေများအနေဖြင့် တိကျင်သားများရှိပါကကျွန်တော်ရဲ့ comment box မှာရေးသွားပေးပါခင်ဗျာကျွန်တော်ရဲ့ video ကိုအဆုံးသီးကြည့်ကြည့်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာနောက် video မှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ